အားလုံးပဲမင်္ဂလာပါရှင်တက်ခဲတဲ့ဆုံမီဒီယာမှကြိုဆိုလိုက်ပါရစေရှင်နေ2025ခုနှစ်မတ်လ24ရက်နေ့ညနေခင်းသတင်းများကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ရှင်တင်ဆက်ပေးမယ့်သတင်းကြောင်းအလေးကတော့သုံးခွမြို့နယ်၌ပညာရေးနှင့်သင်ပြနည်းပညာဒီပလိုမာသင်တန်းအမှတ်စဉ်1025ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်။ရန်ကုန်တိုင်းဒေသကြီးတန်လင်းခရိုင်သုံးခွမြို့နယ်တွင်ပညာရေးနှင့်တင်ပြနည်းပညာဒီပလိုမာသင်တန်းအမှတ်စဉ်တင့်မြင့်ဆောင်2025ဖွင့်ပွဲအခမ်းအနားကိုယနေ့နေ့8နာရီခွဲအချိန်ကအတခတ်တည်းအစည်းအဝေးခမ်းမ၌ကျင်းပပြုလုပ်ခဲ့ပါတယ်ရှင်။ဥစွာမြို့နယ်ပညာရေးမှူးဒေါ်ဆန်းဆန်းထေကအဖွင့်အမစကားပြောကြပြီးအတခါနှစ်တကုံစိတ်ကမ်းမှာတင်နန်းနိပြကောင်းဆောင်ကျောင်းဆရာမကြီးဒေါ်သက်သက်နယ်က တနပ်ဖွဲ့လျာချင်းရည်ရွယ်ချက်အပြုကြရာတွင်ဒီပလိုမာမရသေးတဲ့ဆရာဆရာမများအတွက်ဒီပလိုမာဘွဲ့လက်မဲ့ရအောင်ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်းယခုနေရာဒီမှာတင်ငန်းကျွန်းကောလိပ်မှဆရာဆရာမများနဲ့ခြေကပညာဦးစီးဌာနမှ MED PhD ဘွဲ့ရရှိထားတဲ့ဆရာဆရာမနီးပြများကျောင်းအုပ်များပူးပေါင်း၍တင်နပ်ဖွဲ့လျာချင်းဖြစ်ကြောင်းဆက်သဖြင့်ပြောကြားခဲ့ပါတယ်ရှင် ဆက်လက်၍သင်ကန်းကျွပညာရေးကောလိပ်မှသင်တန်းနှစ်ပြည့်ကြီးကျက်စီရမှာဒေါ်ရွှေဤဝင်းကသင်ကြားရေးဘာသာရပ်ဆိုင်ရာကိစ္စများကိုရှင်းလင်းပြောကြားခဲ့ကြောင်းသိရပါတယ်ရှင်။ပညာရေးနှင့်သင်ပြနည်းပညာဒီပလိုမာသင်တန်းကာလမှာ24ရက်3လ2025မှာ30ရက်5လ2025ရည်နေ့ထိဖြစ်ပြီးသင်တန်းနည်းပြ16ဦးရုံးအဖွဲ့9ဦးကြီးကျက်တဦးတို့ကသင်တန်းသားသင်တန်းသူမူလတန်းပြဒုတိယမူလတန်းပြဆရာဆရာမှာ 348ဦးတို့ကနနက်၈နာရီအချိန်မှ၄နာရီခွဲအချိန်ထိတင်ကြားပို့ကြမည်ဖြစ်ကြောင်းသိရပါတယ်ရှင်။